စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ8ရက်ကနေ14ရက်နေ့တော်တွင်ငွေကြေးကံကောင်းမယ်လုပ်ငန်းကံကောင်းမယ်ဘဝတိုးတက်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်ရည်ရွယ်ချက်စ်တွေရှေ့ထိုးလုပ်ကံနိုင်တယ်အလုတ်ခြံစီနှစ်ခုအောင်မြင်မယ်အခေခဲသုံးခုဖြည့်ရှင်းနိုင်ပေမယ်ရည်မှန်းထားတဲ့ခီးကိစ္စဆောင်ရွက်စဉ်ပြေမယ်ပညာတတ်တဲ့ဘဝတိုးတက်မှုကံကောင်း ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှိရနေမှာအရာရာကံကောင်းမယ်သို့တော်မတော်တဆနဲ့ကျူဆက်ရမယ် အရှိရကုန်တည်သွားစဉ်အနေဖြစ်တတ်တယ်မနေ့ခုနိုင်ခွဲနဲ့ခုနိုင်အတွင်းမှာသတိထားကိုယ့်ရဲ့နေ့မှာမူလစီစဉ်တာမလုပ်ဖြစ်ဘူးပေါ်လာတဲ့အချိန်တွေပေါ်မှာရှေ့ဥတီပြီးလောက်တာအဆင်ပြေမယ်ဆယ်ရက်နေ့မှာရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်တယ်ရပိုင်ခွင့်တွေပြန်လည်ရရှိမယ်ဆက်တည့်ရက်နေ့မှာလုပ်ငန်း2မျိုးတာဝန်2မျိုးလုပ်ရမယ်အခက်အခဲ2မျိုးဖြေရှင်းပြီးအောင်ပြင်သွားမယ်ဆယ်နှစ်ရက်နေ့ကြံပြောင်းကြံပြန်နေဖြစ်တတ်တယ်အနောက်ဆက်တွေများတတ်တယ်ပြီးမှအဆင်ပြေမယ် မြောင်းရက်ကုန်တည်သွားစရာနေရှိတဲ့တယ်မနဲ့စေတိုင်းခွဲနဲ့ဆရနိုင်ကြသွားလာတတိထဆသောရက်နေ့မှာအတိုက်ခံနေကြတိုးတဲ့မယ်အောင်မြင်ကြောကြခြင်းနဲ့တန်လန်းပွင့်ခြင်းကိုဖန်တီးနိုင်နေတယ်ဆယ်လေးရက်နေ့မှာပြဿနာဟောင်းသုံးခုဖြေရှင်းပြီးတော့အရာရာဆင်ပြေသွားတဲ့ကံကြမ္မာနဲ့ဘဝတိုးတဲ့မှုကိုရရှိမယ်တနင်္လာနေ့ရင်ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့စောက်ချာနေ့မွေးသူတွေဒုက္ခပေးတတ်တယ်ရှစ်ခုန်ကို ခဏနေသုံးဆောင်ပါအ내ရောင်ပြာရင်ရောင်နှက်ပြာရင်သုံးဆွဲပေးပါအိမ်မှာရှိနေတဲ့တပြက်စီဟောင်းနေအမိုင်ဘုံဟောင်းနေစွန့်ပြစ်ပြီးအစ်စ်စားထုတ်သုံးဆွဲလိုက်ပါထူးခြားတဲ့ကံတွေပေါ်ထွန်းလာပါမယ်ကျေးဇူးတင်ပါတယ်